ဇန်နဝါရီလ16ရက်နေ့သတင်းအစီအစဉ်ကို တင်ဆက်ပေးပါရမယ်။ဒီနေ့သတင်းတွေမှာတော့အလွန်အကျွံမတူးဖော်ကြဖို့နဲ့တားဆင်မြေဆက်အတွက်စဉ်းစားပြီးဆောင်ရွက်ကြဖို့ကြောက်မြတ်တူးဖော်တဲ့ကုမ္ပဏီကြီးတွေကိုပြောကြားထားကြောင်းကြောက်မြတ်အသင်းဥက္ကဋ္ဌပြောကြားခဲ့တဲ့ဆိုတဲ့သတင်း။ညီလာခံကဆွေးနွေးချက်တွေကိုဆုံးဖြတ်ချက်မချပဲအစိုးရအသစ်တက်လာပါကပေးပို့သွားမယ်လို့ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံပိတ်ပွဲမှာဒုတိယသမ္မတဒေါက်တာဆိုင်းမောက်ခမ်းပြောကြားခဲ့တဲ့တည်တင် ဝေါ်တော်ကွန်ကပြုလုပ်တဲ့အလောက်ကင်ပြပွဲကိုလူငယ်ထောင်ထဲချီပြီးလာရောက်လေးလာခဲ့ရဆိုတဲ့တဲ့င်းနဲ့ကလေးငယ်တွေတပြော်တပါပါဝင်ဆင်နွှဲခဲ့တဲ့ Nova မြန်မာစာပေပွဲတော်2016ဆိုတဲ့တဲ့င်းစတဲ့တဲ့င်းတွေပါဝင်ပါတယ်။မကြသေးခင်ကဖားကက်နေမြေအတွင်းမှာမြေပြိုကျမှုတွေဖြစ်ပွားခဲ့ပြီးလူအသက်ဆုံးရှုံးမှုတွေရှိခဲ့ပါတယ်။ ီလိုမြေပြိုကျတာတွေဟာကြောင်မြက်လုပ်ငန်းရှင်တွေမှာအတွေ့အကြုံမရှိတာတွေကြောင့်လည်းပါတယ်လို့မြန်မာနိုင်ငံကြောင်မြက်ရေနာလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌဥယုံမူကပြောကြားလိုက်ပါတယ်မြန်မာနိုင်ငံကြောင်မြေရနာလုပ်ငန်းရှင်များအသင်းတတမအကျင်းနှစ်ပတ်လည်အသင်းသားစုံကြီးအစီအွေပထမပိုင်းအပြီးမီဒီယာတွေကိုပြောကြားခဲ့တာဖြစ်ပါတယ်။အဲ့ဒီအစီအွေကိုတော့2016ခုနှစ်ဇန်နဝါရီလ16ရက်နေ့မှာနေပြည်တော်ရှိမနစ်ရနာကြောက်စိမ့်ခန့်မှမှာပြုလုပ်ခဲ့တာဖြစ်ပါတယ်။ဖားကက်မြေစာပုံပြိုကျတဲ့ကိစ္စမှာ လုပ်ငန်းရှင်တွေအတွေ့အကြုံမရှိလို့ဖြစ်ရတာဖြစ်တယ်လို့အစိုးရအနေနဲ့လမ်းညွှန်မှုတွေအားနည်းတာတွေလည်းပါပြီးအဖက်ဖက်မှာတာဝန်ရှိရလို့ဥယုံမှုကဆိုပါတယ်ကျင်းပြူတဲ့ကိစ္စတော့ကွယ်ဒါတော့ဟိုတဲ့အဖက်ဖက်မှာတာဝန်အနည်းနဲ့အများရှိတယ်လို့အငယ်ယူဆတယ်ကွယ်เนาะဒါကြောင့်လဲဆိုတော့တို့မီစာပုံစွပစ်တဲ့နေရာဆိုတော့တကယ်အနယ်ရှိတဲ့နေရာပါเนาะနိုင်ငံခြားမှာလည်းပဲအငယ်တို့အမဲလာမကြာခဏတွားပြီးလေ့လာပါတယ်ဒီလိုစွပစ်မီစာမျိုးပုံနေတဲ့နေရာဆိုရင် အန်ဒီရှိတဲ့ signboard တွေထောင်ထားပါတယ်အဲ့တော့အန်ဒီရှိတဲ့ signboard ထောင်ထားရင်ကတော့ကျွန်တော်တို့ဒါမတော်တင်တော့ဘူးပေါ့နော်ဒါပေမဲ့ကျွန်တော်တို့စီမံကတော့တချို့ကလည်းပဲအန်ဒီရ signboard တွေထောင်ထားပေမဲ့ဒီနေ့ထောင်တယ်မနေ့ပြန်ပျောက်သွားတဲ့ဟာမျိုးဒီအန်ဒီရကိုအန်ဒီရမတိတဲ့ကိစ္စမျိုးတွေလည်းရှိတယ်အဲ့တော့လုပ်ငန်းရှင်ဘိုင်းကလည်းပဲလိုတာပေါ့လုပ်ငန်းရှင်ဘိုင်းလည်းပဲအင်မနာမဲ့မြင့်တဲ့မီဆာမပုံဘူးဟလာမိစားပုံတဲ့ခါမှလည်းပဲစနစ်တကျပုံပြီးတော့မှလေကတိလို့လောက်ရမှာလားစတဲ့ပြက်လုပ်ငန်းရှင်ပုံမှာလည်းပဲဒါအတွေ့အကြုံမရှိလို့ဖြစ်တဲ့ပြဿနာလို့ အငယ်ယူဆပါတယ်။ဒါကြောင့်မို့အစုရပိုင်းမှာလည်းပဲဒါအနေနဲ့ချင်းပေါ့နော်အုပ်ချုပ်မှုပိုင်းဆိုင်ရာလည်းပဲအစုရပိုင်းလုပ်ငန်းရှင်တွေအားနဲ့ချက်မျိုးမြင်နေပြီဆိုရင်လည်းအစုရပိုင်းကနေပြီးထောက်ပြပြီးတော့မှဘလို့မျိုးစင်အန်တီရှိပါလေ။ဒါတော့ပြုတ်ပြီးမှဆိုပြီးတော့လာညွတ်မှုတွေလုပ်ရမှာပါ။သို့တော့ကျွန်တော်တို့နိုင်ငံမှာတော့ဒီလိုမိုင်းကြီးလေးတွေ့ကြုံနေပါတယ်နော်။ဒါကြောင့်မို့ဒီလိုထိတွေ့မှုရှိရင်တော့ဒါစနစ်တကျမူနဲ့ပေါင်နဲ့ထပ်သွားမယ်ဆိုရင်တော့ဒီ NDA ကကျွန်တော်တို့မကြတိခင်မဲ့ကြာတိရတဲ့အတွက်ကြောင့်မို့ဒါတိပြောရမယ်ဆိုရင်တော့ ဒါဆုံးသွားတဲ့ကျွန်တော်တို့ရေမစေးမိသားစုပေါ်လည်းစိတ်မကောင်းဖြစ်ရပါတယ်။တော့ဒါကြောင့်မို့ကျွန်တော်တို့ကတော့ဒီလုပ်ငန်းရှင်အားလုံးကိုလည်းကျွန်တော်တို့စာရီဖြတ်ဝေထားပြီးသားဖြစ်ပါတယ်။စင်တကြဆုပ်ပြပါအန်ဒီမရှိစေပါနဲ့။အန်ဒီရဲ့နဲ့အားနဲ့ချက်ကိုနည်းဒီထက်နည်းအောင်ဂရုစိုက်ကြပါလို့ကျွန်တော်တို့ပြောထားတာရှိပါတယ်။ဒါအပြင်ကြောင်မြတ်ကုမ္ပဏီကြီးတွေနဲ့ပတ်သက်ပြီးအလွန်အကျွံမတူးဖို့ပြောကြားထားကြောင်းလဲဥယုံမှုကအခုလိုပြောပါတယ်။ ရန်ဒီယန်နဲ့ပတ်သက်တာကတော့လေဒါစနစ်တကျလုပ်ဖို့တော့လိုတာပေါ့เนาะကျွန်တော်တို့မကြသေးခင်မှာပဲလုပ်ငန်းရှင်ကြီးတွေအားလုံးခေါ်ပြီးအစီအွေလုပ်ပါတယ်အဲ့နိုင်ငံတော်အစိုးရနေပြီးတော့တတ်မှတ်တဲ့ဆက်ရန်ဒီယန်နှုံထားအတိုင်းသူ့ဖို့ကြဖို့เนาะဟိုအလွန်ကျွန်းမလုပ်ဖို့မတူးဖို့เนาะပြီးတော့မှကျွန်တော်တို့ဒါဘာပဲလုပ်လို့ဒါစင်မီးဆက်အတွက်ကိုစဉ်းစားလေးစားလိုက်နာပြီးဆောင်ရွက်ပါဆိုပြီးတော့ကျွန်တော်တို့ထပ်စစ်ပြောထားတာရှိပါတယ်ဒါလေးစားလိုက်နာရမှာပေါ့เนาะဒါအလွန်ကျွန်းတူးဖို့ လည်းဒါမတက်ပါဘူးကွเนาะအလွန်ကျွန်ဒူးမယ်ဒါစနစ်ကြမရှိဘူးဆိုရင်တော့ဒါဥပမာအဲအနည်း20မှကုန်မဲ့ဟောက်ဆယ်နှစ်ကုန်တော့မှာပေါ့เนาะဒါလေးဒီကတော့ဒါကျွန်တော်တို့ရေရှိပလက်နဲ့ဒါစီမံချက်ခုလဲအစိုးရဘက်ကနေပြီးရေရှိပလက်နဲ့ဆွဲနေပါပြီတော့ဒီအရင်တုန်းကတော့အတွေ့အကြုံမရှိခဲ့ဘူးပေါ့เนาะအခုအတွေ့အကြုံရပြီဆိုတော့ဒါနဲ့အစိုးရဘိုင်းလည်းပဲအလုံးအလေးထားပြီးတော့မှဒါလို့စီစဉ်နေပြီလို့အငယ်ကြားပါတယ်အဲ့တော့ဒီလိုစီစဉ်တဲ့အတိုင်းလုပ်ငန်းရှင်တွေအလုံးလေးစားလိုက်နာပါလို့ခင်ဗျ ဒါသားတို့မေးတဲ့ဒီခွင့်ရေးနဲ့ကျွန်တော်ထပ်ဆင့်ပြောကြားလိုပါတယ်လက်ရှိမှာဖားကန့်ဒေတာမှာကြောက်စိမ့်တူးဖော်နေတဲ့ကုမ္ပဏီတွေကလုပ်ငန်းသုံးရင်ရန်ညားတွေကိုစစ်ဆေးဖို့ပြည်ထောင်စုအဆင့်မြေပြင်ကွင်းစင်းစစ်ဆေးရေးအဖွဲ့ဖားကန့်ကိုရောက်ရှိနေပြီးစစ်ဆေးမှုတွေပြုလုပ်နေပါတယ်မကြမီကဖားကန့်ဒေတာမှာမြေစာပုံပြိုကျမှုတွေကြောင့်ရေမဆေးကြောက်ရှာဖွေသူတွေယာနဲ့ချီတေဆုံးခဲ့တဲ့ဖြစ်စဉ်တွေဖြစ်ပွားခဲ့တာဖြစ်ပါတယ် မြန်မာနိုင်ငံအကြောင်းပြရတနာလုပ်ငန်းရှင်များအသင်းနှစ်ပတ်လည်အသင်းသားစုံညီအစည်းအဝေးကိုတစ်နှစ်တစ်ကြိမ်ကျင်းပလေးရှိပြီးအခုတစ်ကြိမ်ဟာခုနှစ်ကြိမ်မြောက်ကျင်းပတာဖြစ်ပါတယ်။ဇန်နဝါရီလ12ရက်နေ့ကနေ16ရက်နေ့အထိနေပြည်တော်မှာရှိတဲ့ MICC2 မှာကျင်းပခဲ့တဲ့ပြည်တော်စုငြိမ်းချမ်းရေးညီလာခံနောက်ဆုံးနေ့ဖြစ်တဲ့ဇန်နဝါရီလ16ရက်နေ့မှာတော့ဒုတိယသမ္မတဒေါက်တာဆိုင်းမောက်ခန်းကမျိုးကုံးကျုံစကားပြောကြားခဲ့ပါတယ်။ဒီညီလာခံကဆွေးနွေးချက်တွေကိုဆုံးဖြတ်ချက်မချဘဲ မိမိတို့ကိုစားပြုတဲ့ဆွေးနွေးချက်တွေအဖြစ်ထားမှာဖြစ်ပြီးအစိုးရတဲ့တက်လာရင်ဒီညီလာခံကဆွေးနွေးချက်တွေကိုပေးပို့မှာဖြစ်တယ်လို့အစိုးရတဲ့အနေနဲ့လေညီလာခံကဆွေးနွေးချက်တွေကိုအခြေခံအုတ်မြစ်အဖြစ်ထားကဆွေးနွေးသွားမယ်လို့ယုံကြည်ပါတယ်လို့မင်းကုန်းမှာထည့်သွင်းပြောကြားခဲ့ပါတယ်။ဒီဤတော်စုညီညီညီလာခံကြီးမှာဆွေးနွေးကြတဲ့အကြောင်းရင်းအရာတွေကိုဆုံးဖြတ်ချက်အနေနဲ့ချမှတ်ခြင်းမပြုဘဲ အများရဲ့ဆွေးနွေးချက်တွေနဲ့သာစုစည်းထားရှိမှာဖြစ်ပါတယ်။မတူ क्वे ပြတဲ့အစုအဖွဲ့ဤဒီရဲ့ကိုယ်စားလှယ်များမိမိတို့ကိုစားပြုရာလူတို့လူလားချက်များကိုဆွေးနွေးစုစည်းခြင်းလို့သတ်မှတ်ပြီးဒီဆွေးနွေးချက်များကိုနောက်ဆက်လက်ကျင်းပပါမယ်။ညီညာရင်းညီလာခံတဲ့လက်ဆင့်ကမ်းပြောင်းပြေးသွားမှာဖြစ်ပါလေ။ ညမကြပြီပေါ်ပေါက်လာတော့မဲ့အစိုးရတိတ်ထန်အစိုးရတာဝန်တရားဝင်ထွက်ပြောင်းပေးတဲ့အခါငြိမ်းချမ်းရေးတည်ဆောက်မှုဖြစ်စေတဲ့အတူဒီညီလာခံကြီးမှာဆွေးနွေးခဲ့တဲ့ဆွေးနွေးမှုတွေကိုအခြေခံအုတ်ပြင်းအနေနဲ့တပါတီလွှဲပြောင်းပေးသွားမှာဖြစ်ပါတယ်အစိုးရတိတ်လက်ထက်မှာဒီညီလာခံရဲ့ စုစည်းဆွေးနွေးချက်များပေါ်ခြေခံပြီးတိထက်ဘူမူကောင်းမွန်တဲ့သဘောတူညီချက်ရလဒ်ပြီးပေါ်ပေါက်လာနိုင်နိုင်မယ်လို့ညွှန်လင့်ပါတယ်။ပိတ်ပွဲအခမ်းအနားမှာတော့ပြည်အောင်စုငင်းချမ်းရေးပူးတွဲကော်မတီကအဆိုပြုချက်တွေကိုညီလာခံကသဘောတူခဲ့ပါတယ်။ညီလာခံရဲ့ဆွေးနွေးချက်တွေကိုလက်ရှိအဆိုရကိုလွှဲပြောင်းပေးခဲ့တာကိုဒုတိယသမ္မတဒေါက်တာဆိုင်းမောက်ခန်းကလက်ခံခဲ့တာဖြစ်ပါတယ်။ အစိုးရလွှတ်တော်တက်မတော်တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေနဲ့နိုင်ငံရေးပါတီစတဲ့အစိုးအဖွဲ့အသီးသီးကညီလာခံကိုယ်စားလှယ်တွေကညီလာခံမှာ နိုင်ငံရေးစီးပွားရေးလူမှုရေးလုံခြုံရေးမြေယာနဲ့တဘာဝပတ်ဝန်းကျင်ဆိုင်ရာမူဝါဒတွေစတဲ့ကဏ္ဍအလိုက်ဆွေးနွေးမှုတွေကိုပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်။ဒါအပြင်ကဏ္ဍအလိုက်ပြုစုထားတဲ့ဆွေးနွေးချက်တွေကိုညီလာခံကိုတင်သွင်းဖတ်ကြားတာ အစိုးအဖွဲ့အသီးသီးကတင်ပြလာတဲ့ဆွေးနွေးချက်ဆူစည်းမှုမှတ်တမ်းတွေကိုလက်ခံအတည်ပြုတာတွေကိုပြုလုပ်ခဲ့တာဖြစ်ပါတယ်။ Watergon ကပြုလုပ်တဲ့ဒုတိယအကြိမ်ပြောင်းအလုပ်အကိုင်ပြပွဲကိုဇန်နဝါရီလ16ရက်နေ့ကရန်ကုန်မြို့မှာရှိတဲ့ MICT Park မှာပြုလုပ်ခဲ့ရာလူငယ်ထောင်ထဲချီပြီးလာရောက်ခဲ့တာကိုတွေ့ရပါတယ်။ Watergon ကပြုလုပ်တဲ့ဒုတိယအကြိမ်ပြောင်းအလုပ်အကိုင်ပြပွဲကိုဇန်နဝါရီလ16ရက်နေ့ကရန်ကုန်မြို့ရှိ MICT Park မှာပြုလုပ်ခဲ့ပါတယ်။ပြပွဲကိုလာရောက်တဲ့လူငယ်တွေကလည်းလောက်ကအများပြလာရောက်ရှောက်ထားတာကိုပြုတ်ပြရမှာဖြစ်ပါတယ်။ ဝေါ်တော့ကုန်းကပြုလုပ်တဲ့ဒုတိယအကြိမ်မြောက်အလုပ်အကိုင်ပြပွဲကိုဇန်နဝါရီလ16ရက်ကရန်ကုန်မြို့မှာရှိတဲ့ MICT Park မှာပြုလုပ်ခဲ့ရာလူငယ်ထောင်နဲ့ချီပြီးလာရောက်ခဲ့တာတွေ့ရပါတယ်။ပြပွဲမှာ AIWRI Bank, CB Bank, LINEMyanmar.com, Designer Water, Zeya and Associate, Yan Myanmar Investment အစရှိတဲ့ကုမ္ပဏီတွေအပါအဝင်ကုမ္ပဏီပေါင်း30ကျော်ကဝင်ရောက်ပြသခဲ့ပါတယ်။ပြပွဲမှာအလုံရှင်အလုံသမားတိုက်ရိုက်အင်တာဗျူးအပါအဝင်ဟောပြောပွဲတွေလည်းပြုလုပ်ခဲ့ပါတယ်။ အလုံးကင်ပြဝဲပြုတ်လို့ရတာနဲ့ပတ်သက်ပြီး Water.com က PR Manager မတ်စင်မာတတ်မွန်ကအခုလိုပြောပါရယ်ဟုတ်ကဲ့ပါဟုတ်ကဲ့ပထမအချိန်တော့ဆိုရင်တော့ကျမတို့တက်ရောက်တဲ့သူကတော့ဗောနော်ကျမတို့ registration ဒီ လုတ်ပြီးတော့မှတက်လို့ရတာကိုအဲ့တော့ခါကျတော့အဲ့တော့နေ့ရက်ပေါင်းတပေါင်းခွဲလောက်လာခဲ့တယ်သူတို့လုတ်တီလာရှာပြတော့မြန်မာနိုင်ငံအနေနဲ့ကအလုတ်ကန်ခွဲလဲလိုအပ်ချက်တွေရှိနေသေးတယ်အဲ့တော့လူငယ်တွေကတော်တော်များများတော့ကြောက်ကြတာများတယ်ပြီးတော့ဒီကနေ့အလုတ်ကန်ရသွားတဲ့လူတွေလည်းရှိပါတယ်ဒါပေမဲ့အာကျွန်တော်တို့က data နဲ့တော့ database တော့မထားတော့မထားတော့ဆိုကျွန်တော်တို့ agency မဟုတ်ဘူး agency ဆိုရင်တော့ကို ကိုချိတ်ပေးလိုက်တဲ့ဒီဝန်ထမ်းနဲ့အလုပ်အလုပ်ရှင်နဲ့လုပ်သမားပေါ့နော်ဟိုအလုပ်ဆင်ပြေသွားရယ်ဆင်ပြေသွားဆိုတာဒါသိနိုင်တယ်ဒါပေမဲ့ဒါကကြတော့ online ပေါ်ကနေပြီးတော့ online မှာကြေညာထားတဲ့အလုပ်ကိုင်းတွေဒီမှာခေါ်သွားတဲ့အလုပ်ကိုင်းတွေကိုတို့ကိုယ်တိုင်တဲ့ဝင်လျှောက်တဲ့ခါကျတော့အလုပ်ရှင်နဲ့လုပ်သမားအဆင်ပြေခန့်သွားလို့ရပါတယ်ကျမတို့ website ကိုအခအချင်းဝေပေးကြမလို့ပဲ free ပေါ့နော်အဲ့ခါကျတော့ကိုယ့် company ကနေပြီးအလုပ်ရသွားလားမရသွားဘူးလားဆိုတာကိုကျမတို့ database တော့အများကြီးတော့လုပ်လို့မရပါဘူးဒါပေမဲ့တချို့တွေကကျမတို့ရဲ့ facebook activities တွေရှိပါတယ် word.com ရဲ့ဒီပွဲမှာအလုပ်လျှောက်ပြီးတော့အလုပ်ရတဲ့သူတွေပေါ့နော်အဲတို့အနေနဲ့ comment တွေဝင်ပေးပြီးတော့ register တာလုပ်ထားတဲ့ email လိပ်စာလေးနဲ့ comment တွေပေးပြီးသွားဆိုတော့လူပေါင်းထောင်ကျော်ပေါ့နော်13 4500နီးပါးကနေပြီးတော့ဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ်ဒီကနေ့လောက်ရခဲ့ပါတယ်ဆိုတော့ဒီ response လေးတော့ပြန်လာအဲ့တော့ထောင်ကျော်ဝင်းချင်လောက်ကတော့အလောက်ကနေရရှိသွားလို့ကျွန်တော်တို့အနေနဲ့ပြောနိုင်ပါတယ်ရှင် Watercon ကပြုလုပ်ခဲ့တဲ့ပထမအကြိမ်အလောက်ကင်ပြပွဲမှာတော့လူပေါင်းတသောင်းခွဲကျော်လာရောက်ရှောက်ထားခဲ့တာဖြစ်ပါတယ် ်ခလင်းစာပေဖွံ့ဖြိုးတိုးတက်ဖို့အတွက်အ धिक ရည်ရွယ်ပြုလုပ်တဲ့ Novel မြန်မာစာပေပွဲတော်2016ကိုဇန်နဝါရီလ16ရက်နေ့ကနေ17ရက်နေ့အထိရန်ကုန်မြို့မှာရှိတဲ့မြန်မာ Event Park မှာပြုလုပ်လျက်ရှိပါတယ်ဒီပွဲတော်မှာမူโจကလေးတွေနဲ့မူလာရန်အလဲရန်ကလေးငယ်လေးတွေရဲ့ပုံပြောဆွေးရင်ပြိုင်ပွဲ၊စာဖတ်ဆွေးရင်ပြိုင်ပွဲ၊ကြပြာရွက်ပြိုင်ပွဲတွေအပြင်လာရောက်ကြည့်ရှုသူကလေးငယ်တွေကိုလည်းစာရွက်နဲ့အယောင်စုံခဲရန်တွေပေးကပကြီးဆွဲခြင်းနဲ့အယောင်ချဲပြိုင်ပွဲတွေကိုပါပြုလုပ်စေလျက်ရှိပါတယ်။

ကျွန်တော်တို့ကအဲတော့အသက်သာကြီးလာကြတာတဲ့ဆုံးပြပြီးတော့ဓာတ်လေးနဲ့ကလူဝင်မဆန့်ကြဘူးလေတော့ကိုကလည်းကိုကိုကွက်ကွက်ကလေးမှာပဲရုံးကန်နေကြတာကိုကလေးတွေကအစားဒီကတော့ဒီကလေးပွဲဆိုတာစာပေဟိုနဲ့ရင်းနှီးအောင်ဒီမှာတို့ကိုအာကိုအစားပြုတ်ပေးတာပေါ့နော်ဒီဒီအသွေးကြုံကနေအသွေးကြုံတို့ကျွန်တော်တို့ကစာတွေကနေစထိုင်တဲ့ဖတ်ရတာတို့ဘာတို့နော်အဲ့အချို့ကျေးဇူးတွေရှိတာအဓိကပြောချင်တာတော့စာပေကလူတယောက်ရဲ့အဲ ကိုကြီးကိုသွေးညံညံသွေးအများကြီးကိုတဲ့ပြောင်းလဲစေတယ်ပေါ့နော်အဲ့ဒီအတွက်ကျွန်တော်တို့ကတော့ခုလိုကလေးနော်စာပေကလေးတွေအတွက်ရည်စူးပေးလောက်တာကိုတော့ရှိရအောင်တင်တဲ့ဝမ်းမြောက်ပါတယ်ဒီလိုပြုလုပ်ရမှာစုရရှိသူတွေကိုတစ်ခါတည်းကြေညာပြီးပထမစုဒုတိယစုနဲ့တတိယစုတို့ကိုပေးအပ်ခဲ့တာဖြစ်ပါတယ်ဒီစာပေပွဲတော်ကျင်းပရခြင်းနဲ့ပတ်သက်ပြီးနိုဘယ်မြန်မာစာပေပွဲတော်ရဲ့အတွင်ရေးမှူးဦးဝင်းချိုကအခုလိုပြောပါတယ် main hall ထဲမှာတော့ကျွန်တော်တို့ဘာလို့ပါလဲဆိုတော့ဒီကလေးစာပေဖွင့်လို့ကြိုးတက်ရည်ပြည့်အကြံပြုတဲ့စာတန်းတွေပါပါတယ်အဲ့အရာတွေကတော့ပြည်တွင်းစာတန်းရောပြည်ပစာတန်းရောပြည်တွင်းရလဲကိုးဆောင်ပြည်ပရလဲကိုးဆောင်နောက်ဒီ stage ကြီးကြီးမှာလဲကျွန်တော်တို့ပွဲတွေရှိပါတယ်ဥပမာ stage A မှာဆိုရင်ဒါအခုဒီမြန်မာပုံပြောသူများအဖွဲ့ရနေပြီးတော့လာတဲ့ကလေးတွေကိုဒီ performance နဲ့ပေါ့အေးဥပြပြီးတော့ပေါ်နေတာရှိတယ် နောက်ကခလေးပကြီးပြပွဲရှိတယ်။နောက်စံလင်စင်းပကြီးပြုတ်ပေါ်ပညာရှင်တွေရဲ့ပကြီးပြပွဲရှိတယ်။နောက်မြမကတ်တွန်းပညာရှင်တွေရဲ့စိတ်ကြိုက်ကတ်တွန်းလက်ရာပြပွဲရှိတယ်။နောက်ခစ်အဆက်ဆက်မှာပေါ့ကျွန်တော်တို့ဒီမြမစာခလေးစာပေးမှာဖွံ့ဖြိုးတိုးတက်ရတဲ့အထောက်အပံ့ပေးခဲ့တဲ့စာအုပ်တွေနောက်ကအင်မတန်မှလူကြိုက်များခဲ့တဲ့စာအုပ်တွေပေါ့ အဲ့ဒီကစာအုပ်တွေလည်းကျွန်တော်တို့ပြထားပါတယ်။နောက်ဟိုဘက်စိတ်တွေပါဆိုရင်လည်းကလေးစာပေပုံစံရေးနဲ့ပတ်သက်ပြီးတော့စာရေးဆရာတွေဟောပြောပွဲတွေလုပ်ပါတယ်။အဲ့ဒါတော့စင်နံပါတ်ဒီမှာပါ။နောက်ကစီမာဆိုရင်ကျွန်တော်တို့ကဗျာရုပ်စုပြိုင်ပွဲရှိမယ်။နောက်စာဖတ်စွမ်းရည်ပြိုင်ပွဲရှိမယ်။ဟိုဘီမာဆိုရင်မရှိမလဲဆိုတော့ပုံပြောပြိုင်ပွဲတွေရှိမယ်။နောက်ကဒီရတ္တရေးတဲ့စာရေးဆရာဆရာမတွေကလည်းသူတို့ရေးထားတဲ့ရတ္တဝတ္ထုတွေကိုသူတို့ဖတ်ပြမယ်အစီအစဉ်နဲ့ပါပါတယ်။နောက်ညာဘက်မှာလည်းကျွန်တော်တို့ဖြော်ပြရေးရှိတယ် စာရေးဆရာကြီးကိုယ်တိုင်ကမဲ့ဒီပါဠိအောင်ရတဲ့ပြဆက်ကေနောက်ကကျွန်တော်တို့စာရေးဆရာကြီးကိုယ်တိုင်ပြုဆောင်ထားတဲ့တီတီယုတ်ကိုအဲ့ရတော့ညပိုင်းဖြောင်းပြီးအစီအစဉ်ပွဲတော်နေပိုင်းအစီအစဉ်ဖြစ်ကလင်းငယ်တွေမှာစာပေမှာဖွင့်ပြဖို့နဲ့စာအုပ်တွေများများဖတ်စေဖို့အတွက်ခေါင်းစဉ်အသေးသေးနဲ့စာရေးဆရာဆရာမတွေကနေ မြန်မာစာရန်ဖက်ကြားခြင်းတွင်မြန်မာပုံပြောအဖွဲ့ကနေကလေးငယ်တွေကိုပုံပြောခြင်းစာပေဟောပြောပွဲစာပေဆွေးနွေးဝိုင်းတွေဖြင့်နိုင်ငံတကာစာပေပညာရှင်တွေကလည်းကလေးနဲ့လူငယ်စာပေဟာအရေးကြီးကြောင်းစာရန်ဖက်ကြားခြင်းတွေအပြင်ကလေးနဲ့လူငယ်ဖက်စာအုပ်တွေတရုတ်ပေါ်ရေးဆွဲခြင်းတွေပြုလုပ်ခဲ့ပါတယ်။ ပွဲတော်မှာကလေးစာအုပ်တွေအပြင်ကာတွန်းစာအုပ်တွေနဲ့ပန်းရွှေပြည်စာအုပ်တိုင်းစိတ်ကူးချိုချိုစာပေနဲ့စာပေနန်းတော်အာမန်တဲ့အဆရှိရဲ့စာပေတွေလည်းဈေးနှုန်းချိုသာစွာနဲ့ရောင်းချပေးနေတာကိုတွေ့ရပါတယ်။ဒါအပြင်မြန်မာကာတွန်းပညာရှင်တွေရဲ့စိတ်ကြိုက်ကာတွန်းလက်ရာတွေနဲ့ဆရာဇော်ကြီး၊ဆရာမင်းယူဝေ၊ဆရာမင်းသူဝ ဆရာငွေတာကြီးဥပချမ်းလူတို့ဦးလာအဆရှိတဲ့ရှေးခေတ်စာရေးဆရာတွေရဲ့ခေတ်ဆဆထုတ်ဝေခဲ့တဲ့ကလေးစာပေလက်ရာတွေကိုလည်းပြသထားတာတွေ့ရပါတယ်။စာပေပွဲတော်ရဲ့နေဘက်အစီအစဉ်တွေကိုတော့ဝင်ကြီးအခမဲ့နဲ့ကြည့်ရှုနိုင်မှာဖြစ်ပြီးညပိုင်းမှာတော့စာရေးဆရာဆရာမတွေနဲ့စာနယ်ဇင်းကဆရာဆရာမတွေကတေးသရုပ်ဖော်ရင်းနဲ့ပြဆက်တွေကိုဖျော်ဖြေတင်ဆက်သွားမှာဖြစ်ပါတယ်။လက်မှတ်တွေကိုတော့ငွေကျပ်3000ကနေ3000အထိတက်မှတ်ထားပါတယ်။